အင်းရောတော့အစာရှာဖို့အတွက်တိုက်ကြီးကိုလဲပတ်နေပြီးတနေအောင်ရှာသွားနေခဲ့ပါတယ်။တနေရပြီးတနေရရှာနေနေနောက်ဆုံးမှတော့ရာပြတ်တစ်ခုလိုဖြစ်နေတဲ့နေရာကိုရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲ0ရဲ့ drone ကတော့ပပက်လေးကိုလဲပတ်ကြည့်ရှုနေတော့ရုတ်တရက်ပဲအင်းရဲဘိုက်ကိုတနက်နေ့ချိန်ထားတဲ့လူတယောက်ပေါ်လာခဲ့ပြီးမှလို့ဖို့အမိတ်ပေးလိုက်ပါတယ်။အင်းရောလည်းစကားကိုနားထောင်လိုက်တော့အဲ့ဒီလူကလည်းသူ့ကိုဖမ်းခေါ်သွားပြီးသူ့အိမ်ကိုခေါ်သွားပြီးတော့ဂျိုးရီနယ်ပါတုတ်လိုက်ပါတယ်။ဘာလို့ဒီလိုရောက်လာတဲ့လေလို့အဲ့ဒီလူကမိလိုက်တော့အင်းရောလည်းအစာရှာရောတတ်တတ်ပဲဘယ်သူမှမထိခိုက်စေချင်ပါဘူးလို့ပြောလိုက်ပါတယ်။ ီးတာနဲ့အဲ့ဒီလူကလည်းအင်ရွယ်ချိုးတွေကိုချက်ချင်းပဲဖြီးပြီးလိုက်ပြီးတော့ထွက်သားဖို့ပြောလိုက်ပါတယ်။အဲ့ဒီလူရဲ့နာမည်ကတော့ဂျက်လို့သိလိုက်ရပါတယ်။အင်ရွယ်လည်းပြန်ပြန်လုံနေတော့ဂျက်နဲ့တုတ်သမီးရဲ့ဓာတ်ပုံတစ်ပုံကိုမြင်လိုက်ရပါတယ်။ဂျက်ကလည်းပိုစိတ်ဆိုးသွားပြီးတော့မိခွချက်ချင်းမထွက်သွားရင်တတ်ပြစ်မယ်လို့ပြောလိုက်တော့အင်ရွယ်လည်းအဲ့ဒီနေရာနီးထွက်ခွာပြီးတော်ရဲကိုဆက်သွားတာအဆာရှာနေခဲ့ပါတယ်။ဂျက်ကတော့ထိုင်နေပြီးတော့သူ့တိတ်တွေကိုပြန်တွေးနေခဲ့ပါတယ်။ ိုးအရင်တော့ဆိုင်ဖွင့်ခဲ့တော့သူ့လုပ်ငန်းကနေဘလောက်တော့အောင်မြင်ခဲ့လဲသူ့သမီးလေးရလေသူနဲ့အတူအလုပ်လုပ်တော့ကသူဘလောက်ပျော်ရွှင်ခဲ့ရလဲဆိုတာတွေပါလက်ရှိချိန်ပြန်ရလာတော့ချက်ကတော့အယောင်ဝမ်းနေနေပြီသူ့သမီးကတခုဖြစ်ခဲ့တာတေးချနေပါတယ် တဖက်မှာတော့အင်ဝါလီတောထဲမှာရှောက်သွားနေတော့ရုတ်တရက်ပဲတိုင်းရင်းလေးတကောင် ပေါ်လာခဲ့ပါတယ်။အင်ဝါလီညစာရပြီဆိုပြီးချက်ချင်းစစ်ရုပ်လက်သီးနဲ့တိုက်ခိုက်လိုက်ပြီးမြေနောက်ဆုံးချိန်မှာပဲအဲ့ဒီတပ်တော်ကလေရှောင်းတင်းလိုက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။အင်ဝါလီ0ရဲ့ drone ကိုစီးကသူ့နောက်ကိုအမြန်ဆုံးလိုက်သွားခဲ့ပါတယ်။ရောက်ရောက်ချင်းမဲ့အဲ့ဒီတိုင်းရင်းလေးရဲ့ရှေ့ကိုပိတ်ရက်လိုက်တော့တကယ်ကိုထိတ်လန့်ကြအချင်းလေးဖြစ်သွားခဲ့ပါတယ်။ရုတ်တရက်ပဲမြေကြီးတွေကတုံခါလာခဲ့ပြီးတော့တိုင်းရင်းတကောင်ပေါ်လာကအင်ဝါလီညစာလေးကိုမြေချလိုက်ပါတယ်။အင်ဝါမြေချတော့မလို့ဖြစ်နေတော့နောက်ဆုံးချိန်မှာပဲ0ရဲ့အကူအညီနဲ့ရှောင်းနိုင်လိုက်ပါတယ်။ ပြီးတာနဲ့အထိသားရဲ့ရဲ့လည်းမြေအောင်ထဲကိုပြောင်းဝင်သွားခဲ့ပြီးပြတ်ပေါ်မလာခဲ့တော့ပါဘူး။အေဝါလည်းနေရာနီထွက်လာခဲ့ပြီးလမ်းမှာဇီရိုကိုမေးကြည့်လိုက်တော့ခုနပေါ်လာတဲ့အေယာမတ်တရဝါကြီးကတော့အခြားပါဆုံးတရဝါမျိုးတွေရဖြစ်ပြီးတော့ဆင်းနေတဲ့ချိန်တရထဲပဲပေါ်လာတယ်လို့သိရပါဗျ။ကံကောင်းစွာနဲ့ပဲသူတို့နဲ့တွေ့ဖူးခဲ့တာပါ။ကံမကောင်းတာကတော့သူတို့ရဲ့ညစာလေးပါသွားခဲ့တာပါ။ဂီလိုနဲ့ဇီရိုနဲ့စကားပြောနေရင်လမ်းလျှောက်နေပြီးတော့ရုတ်တရက်ပဲအေယောကတော့အုတ်ကူတွေကိုမြင်လိုက်ရပါတယ်။ အနည်းရောသွားကြည့်လိုက်တော့အိုင်စာလို့နာမည်ပေးထားတဲ့ကူတခုကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကူနာကိုကပ်ဖို့လုံနေတော့မဲ့သွေးချနောက်နာကနေကြည်စင်တာနောက်ဖြတ်သွားခဲ့ပါတယ်။နောက်လှည့်ကြည့်လိုက်တော့ဂျက်ကတော့သူ့ဒီနေရာကနေထွက်သွားတာကောင်းလိမ့်မယ်လို့ပြောလိုက်ပြီးတော့နောက်ထပ်ကြည်စင်တာတော့ကတော့အင်ယိုရဲ့မျက်လုံးနာကနေတက်တက်ဖြတ်သွားခဲ့ပါတယ်။အီယွာလေးပြဿနာမဖြစ်ချင်တာနဲ့ဘာမှပြောခဲ့အဲ့ဒီနေရာကြီးထွက်လာခဲ့ပါတယ်။ဂျက်ကတော့ရက်နေတော့မှပဲရုတ်တရက်အီယာမတ်တတော်ကြီးရဲ့အတန်အောင်ကြားလိုက်ရပါတယ်။ဒါကြောင့်မင်းနောက်ဆုံးတော့ဒီချိန်ရောက်လာခဲ့ပြီလို့ပြောလိုက်ပြီးတော့အတန်လာရအောင်ချက်ချင်းပဲသွားလိုက်ပါတယ်။ရောက်တာနဲ့သူထင်ထားတဲ့အတိုင်းပဲအီယာမတ်တတော်ကြီးကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီချိန်မှာပဲဂျက်ကလည်းအဲ့ဒီတတဝါရီရတော့သူ့ရဲ့ရွာကိုတိုက်ခိုက်ခဲ့ပြီးတော့ကွန်ဖျက်စီးခဲ့ပုံနဲ့သူ့သမီးလေးကိုတော့တပ်ပစ်ခဲ့ပုံပြအမှတ်ရလာခဲ့ပါတယ်။ဒါကြောင့်ပဲဂျက်ကတော့ဒီမကမဲတိုက်ကြီးရဲ့မှာနှစ်ပေါင်းများစွာတယောက်ထဲနေလာခဲ့ပြီးတော့ဂီတရဲကိုကိုယ်တိုင်သစားချေဖို့ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ဒါမဲ့မျောလင်းမထားခဲ့တာကတော့ဂျက်ကအဲ့ဒီတတဝါရီကိုမြင်လိုက်တဲ့ချိန်မှာပဲသူ့ရဲ့လက်တွေကအရန်တုံညီနေပြီးတော့ပြစ်လိုက်တဲ့ကြီးစံကလည်းမထိမှန်ခဲ့ပါဘူး။ မမတော့အင်ရွာလေးကြီးစံတောင်ကြားလိုက်ရတော့တယောက်ယောက်ကအကူကြီးလိုနေလားဆိုပြီးအတန်လာရောက်သွားကြည့်လိုက်ပါတယ်။နောက်ရောက်ချင်းမဲ့ဂျက်ကတော့အဲ့ဒီတတော်အကိုတိုက်ခိုက်ဖို့ကြိုးစားနေရတွေ့လိုက်ရပေမဲ့အချီးနီးပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတားရဲကြီးကလည်းဂျက်ကိုပြင်းပြင်းထန်ထန်ပဲရိုက်ချလိုက်ပြီးတော့တောင်နေရန်နဲ့ဆောင်းသွားစေခဲ့ပါတယ်။ဇီးရိုးကတော့အင်ရိုဟိုလူမြန်မြန်သွားကူညီပါလို့ပြောလိုက်ပေမဲ့အင်ရိုကတော့ငါကူညီရဲ့အဲ့ဒီလိုကအကူကြီးကိုလက်ခံမှာမဟုတ်လို့ပြန်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့ပြောနေတော့မှပဲရုပ်တရက်တားရဲကြီးကတော့ဂျက်ရှိကိုနောက်တစ်ချိန်ပြင်းပြင်းထန်ထန်တိုက်ခိုက်လိုက်တော့သူလည်းမြေပြင်ပေါ်လက်ကျသွားခဲ့ပါတယ်။ သူတည်ပြီးလို့ထင်ရပေမဲ့ဂျက်ကတော့ချက်ချင်းပြန်ထလာခဲ့ပြီးတော့သူ့ရဲ့လက်နက်ကိုဆွဲယူလာတိုင်းရဲ့အကောင်ချိန်ပြီးပြစ်ဖို့လုပ်လိုက်ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအဲ့ဒီတိုင်းရဲ့လည်းပင်ညာရွှေ့ကလှုပ်ရှားနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲအင်ယောကလည်းသူဆောင်းတုံးပြီးတိုင်းရဲ့ချက်တော့ပုံမျက်မျက်စိနဲ့မမြင်ရတဲ့ကျိုးရည်နဲ့ချီနှောင်လိုက်ပါတယ်။ဒါကြောင့်မဲ့ဂျက်ကလည်းသူ့ခေါင်းလေတက်တက်ကိုကြီးစံတောင်ပြစ်လိုက်ပြီးတော့တရဝါကြီးကိုပြီးတဲ့အဆုံးသက်ကလက်စားချိနိုင်ခဲ့ပါတယ်။ဒါရင်တော့အင်ယောကဂျက်ကိုသူ့ကိုယ်တိုင်လက်စားချိနိုင်တယ်လို့ထင်သွားအောင်ကုညီဘေးကိုစောင့်နေခဲ့တာပါ။ တပ်ပွဲပိတာနဲ့သူလဲဂျက်ရှူကိုသွားကတပ်ပွဲမှာဂျက်ကြံခဲ့တဲ့သူ့သမီးရဲ့ဆွဲကြိုးလေးကိုပေးလိုက်ပါတယ်ပိတာနဲ့ဒီတိုက်ကြီးမှာအရန်ချနေပြီဖြစ်လို့သူ့အိမ်ကိုပြန်မဆုံးဖြတ်လိုက်ကအင်ကိုလဲနေရာနီထောက်ခါသွားပြီးတရက်တာလဲကွန်ဆုံးသွားခဲ့ပါတယ်နောက်နေ့မှာတော့0တယောက်တည်းဇီးကိုသွားခဲ့ပါတယ်ဘာလို့လဲဆိုတော့သူကအင်ကိုစိတ်ဝင်စားလာအောင်လှလှပပလေးဖြစ်ချင်တဲ့အိမ်မရှိလို့ပါအင်ကိုကတော့အိမ်မှာပဲအိမ်နေခဲ့ပါတယ်0ကတော့ဝန်စားတွေကြည့်နေတော့မှပဲရုတ် အမလီယာနဲ့တွေ့လိုက်ပါတယ်အမလီယာကတော့ဈေးထဲမှာဘာလုပ်နေတာလဲလို့ပြီးတော့ဇီရိုကလည်းအဝတ်စားတွေရှာနေတာပါလို့ပြန်ပြောလိုက်ပါတယ်အမလီယာလည်းသူမကိုကူညီမယ်လို့ပြောပြီးတော့သူတို့နှစ်ယောက်အဝတ်ဆိုင်နေတယ်တော့အတူတူဝင်လာကြပါတယ်အဝတ်စားတွေအများကြီးစမ်းကြည့်ကြပေမဲ့ဘယ်အဝတ်စားမှသူတို့စိတ်ကြမကြခဲ့ပါဘူးဒီချိန်မှာပဲဒီဆန်နဲ့တွေ့ပါတယ်ဒီဆန်ကတော့သူတို့ဇင်ခံစားတောက်ဆိုင်ဒီဇိုင်းကိုခေါ်သွားခဲ့ပြီးဇီရိုကိုလည်းဒီနေ့သူမလူချင်းနဲ့ဘာမှမဆိုကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့အင်ယိုနဲ့ဇီရိုကသူ့ကိုကူညီပေးခဲ့တဲ့ပူတာကြောင့်ကျေးဇူးဆက်ခြင်းလို့ပါ အမလီယာလည်းအကြောင်းဆုံးပြောပြလိုက်တော့ဒီစားလည်းကောင်းပြီပထမဆုံးအနေနဲ့ဇီရိုရဲ့သဘင်ပုံစံကိုတော့ပြောရမယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့မာမီရဲ့သဘင်ဆိုင်သွားကတော်တော်လေးသဘင်ပုံစံမျိုးမျိုးစမ်းကြည့်နေပေမဲ့ဇီရိုကတော့အရက်ပုနေတာကြောင့်ဘယ်ပုံစံနဲ့မှအဆင်မပြေဘူးဆိုတာသဘောပေါက်သွားပါတယ်။ဒါနဲ့သူတို့ကလည်းဆိုင်တဆောင်သွားခဲ့ပြီးတော့လူရဲ့ရက်စီရဲ့စေတဲ့ဆေးရှိလာလို့ဆိုင်ရှင်ကိုမေးလိုက်ကြပါတယ်။ဆိုင်ရှင်ရဲ့နံပါတ်ကတော့တန်တန်ပါ။ ဒဏ္ဍာရီကတော့သူ့ဆိုင်မှာဒီလိုအဆင်းမျိုးမရှိဘူးလို့ပြောလိုက်ပေမဲ့မကယ်မဲမှာတော့ရက်ရှိစေတဲ့အတီတစ်မျိုးရှိတယ်လို့ကြားဖူးတယ်လို့ပြောပြလိုက်ပါတယ်။ဒါကြောင့်0ကတော့ချက်ချင်းပဲကောင်းပြီအဲ့ဒီအတီကိုတွားယူမယ်။မင်းလည်းငါတို့နဲ့လိုက်ခဲ့။ online ဒီဆိုင်အောင်ဘုံခွဲပြစ်မယ်လို့ချိန်ချလိုက်ပါတယ်။ဒါကြောင့်ဒဏ္ဍာရီလည်းသဘောတူလိုက်ပြီးတော့သူတို့အားလုံးကလည်းဒီဆိုင်ရဲ့ရဟန်းရုံစီးပြီးတော့တိုက်ကြီးစီကိုထွက်လာခဲ့ကြပါတယ်။ခဏကြာမှတော့သူတို့ရောက်လာခဲ့ပြီးတော့ရက်ရှိတဲ့အတီကိုစတင်ချဖွေခဲ့ကြပါတယ်။အကြာကြီးချဖွေပြီးတဲ့နောက်မှာတော့သူတို့ကအပေတပင်ကိုတွေးလိုက်ရပါတယ်။ အဲ့ဒါပဲလို့ထင်တာနဲ့ဇီရိုကလည်းအတီးတလုံးယူပြီးတော့တန်တန်ကိုတင်းကျပ်ကျွေးလိုက်ပါတယ်။ဒါကြောင့်ယုတ်တရက်ပဲတန်တန်လည်းရက်ရှိလာခဲ့ပေမဲ့အီယာမလူကြီးလိုဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်ကောင်မလေးတရားလည်းဒီဒီမဟုတ်ဆိုတာသဘောပေါက်သွားကြပါတယ်။သူတို့လည်းဆက်လက်ရှာဖွေနေခဏကြာမှတော့နောက်ထပ်အတီးတလုံးတွေ့ပါတယ်။တန်တန်ရဲ့ရက်ကတော့ပုံမှန်တိုင်းပြည့်ပြည့်နေပြီမို့အဲ့ဒီဒီကိုလည်းအတင်းကျပ်ကျွေးလိုက်ကြပါတယ်။ဒါပေမဲ့သူတို့ရှာနေတဲ့အတီးမဟုတ်ခဲ့ပါဘူး။ဒီလိုနဲ့ပဲသူတို့ကတန်တန်ကိုဆန်းသက်ခံကြွလို့အချင်းချင်းတုံးပြီးတော့အတီးတွေကိုဆက်လက်ရှာနေခဲ့ကြပါတယ်။ ဂျီလိုရှာဖွေနေရုတ်တရက်မင်းကြီးကပြင်းပြင်းထန်ထန်တောင်းခါလာခဲ့ပါတယ်။အဲ့ဒီချိန်မှာအေယာမာတာကြီးတကောင်ပေါ်လာခဲ့ပါတယ်။ချက်ချင်းပဲဒီဆိုင်ရဲ့လူတွေကလည်းသူတို့ရဲ့လက်နက်တွေနဲ့တိုက်ခတ်လိုက်ကြပါပဲ။တိုင်းရဲကြီးကတော့သူတို့ကိုပြန်တိုက်လိုက်ပါတယ်။အချိန်ထဲမှာပဲဂျီလိုကလည်းသူ့ရဲ့ဒရုန်းကိုဖွင့်ပြီးအပေါ်ကနေတိုက်ခိုက်ဖို့ကြိုးစားပါပဲ။အချိန်ကြီးဖြစ်နေခဲ့ပါတယ်။ရုတ်တရက်ပဲတိုင်းရဲကြီးကလည်းအပင်တွေကိုပြစ်ထုတ်လိုက်ကအဲ့ဒီအပင်တွေကလည်းအလင်းမြန်ပဲရှည်လျားလာခဲ့ပြီးဂျီလိုတို့တို့ကိုပိတ်ဆောင်ထားလိုက်ပါတယ်။ အဲ့ချိန်မှာပဲတာရဲရလေသူတို့နောက်ထက်ကပ်လာပြီးတော့စားတော့မလို့လုပ်နေတော့မှာပဲနောက်ဆုံးချိန်မှာတော့အင်းကိုရောက်လာခဲ့ပြီးအချင်းတွေကိုပြောင်းလဲစေခဲ့ပါတယ်။သူကတော့တာရဲရီကိုထိုးလိုက်ပြီးတော့အဝေးကိုပြစ်ထုတ်လိုက်ပါတယ်။ပြီးတော့ဇီရိုတို့ကိုတော့အပင်တွေကနေမြန်ထွက်လာဖို့ပြောလိုက်ပါတယ်။အင်းကတော့တတဝါကြီးကိုအာယုံလွှဲဖို့သွားလိုက်တော့မှာပဲဇီရိုတို့လည်းအဲ့ဒီနေရာကနေဘယ်လိုထွက်မလဲဆိုတာစဉ်းစားနေကြပါတယ်။ရုတ်တရက်ပဲအမလီကတော့အကောင်ကြီးတဲ့တစ်တီးကိုတုံးဖို့စိတ်ကူးရသွားခဲ့ပါတယ်။ ဒါကြောင့်ဒေဆာလည်းဒန်ဒန်ကိုဆွဲချုပ်လိုက်ပြီးတော့အမလီယာလည်းအဲ့ဒီဒီကိုသူ့ကိုအတင်းထိုးကျွေးလိုက်ပါတယ်။ဒါကြောင့်မေသူ့ရဲ့ခန္ဓာကိုယ်ကတော့အလင်းအမြန်ကြီးထွားလာခဲ့ပြီးသူကတော့တတဝါကြီးရှိကိုအမြန်ဆုံးခြေကန်ကြမ်းနဲ့တစ်ချက်ကန်ပေးလိုက်ပါတယ်။ ပြီးတာနဲ့အင်ယောကလည်းသူ့ရဲ့အစွမ်းနဲ့ပဲထပ်ပြီးထိုးကအဆုံးသတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အင်ယောကလည်းဇီရိုကိုခေါ်ပြီးအမလီယာနဲ့ဂျန်တဲ့လူတွေကိုနှုတ်ဆက်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဇီရိုကလည်းအင်ယောကိုခွင့်မတောင်းဘဲထွက်သွားပြီလို့တောင်းပန်လိုက်ပါတယ်။ဒါပေမဲ့အမလီယာလိုလှပခြင်းမျိုးအရက်ရှိခြင်းနဲ့လို့ပြောလိုက်ပါတယ်။အီဝါလည်းပထမဆုံးအနေနဲ့မိတောင်းမှန်ကြမလို့ဒုတိယအနေနဲ့ကတော့မင်းကဘာမှမလုပ်ဘဲနဲ့ကိုလှနေတာလို့ပြောလိုက်ပါတယ်ဒီစကားကိုကြားတော့ဇီရိုလည်းအယံပြော်သွားပြီးချက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အီဝါလည်းဇီရိုကိုခေါ်ပြီးတော့ရဟန်းနဲ့အိမ်အောင်ပြန်လာခဲ့ကြပါတယ် နောက်နေ့မှာတော့အင်ယောကမဂမေတကြီးမှာမစ်ရှင်တစ်ခုရလို့သွားခဲ့ပြီးတော့အောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။ပြီးတာနဲ့အင်ပြန်တော့မလုံလုံနေတော့ရုတ်တရက်ပဲတယောက်ယောက်ကရင်နေတဲ့တောင်ကြားလိုက်ရပါတယ်။အတန်လာရောင်လိုက်သွားကြည့်လိုက်တော့မွေးနေဆော့နေလူတယောက်တွေ့လိုက်ရပါတယ်။အဲ့ဒီလူကတော့သူ့ကိုယ်သူရူဘတ်လုံးမိတ်ဆက်လာပြီးတော့သူကစူးစမ်းရှာဖွေသူတူဦးဖြစ်ကတတ္တဝါတွေနဲ့တရိတ်ဆန်တွေကိုချစ်မြတ်လို့သူတူဦးဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲသူကတခြားတတ္တဝါတွေကိုပါအင်ယုံနဲ့မိတ်ဆက်ပေးနေခဲ့ပါတယ်။သူ့ရဲ့ပြုမှုတွေကသူကတရိတ်ဆန်တွေကိုတကယ်ချစ်တယ်ဆိုတာသိတာပါတယ်။ အဒီနောင်မှာတော့သူကအင်ယိုငှက်တိုက်ခုပြတတ်ခဲ့ပါတယ်။ငှက်ကလေးရဲ့အမေမရှိတော့ပဲတိတ်ဆုံးသွားရတာကြောင့်ရူဝက်ကသူ့ကိုအပြုစုဆောင်ရှောက်နေခဲ့တာပါ။ယုတ်တည်းပဲသူတို့ချင်းနေတော့ထူးဆန်းတဲ့တရွာတကောင်ပေါ်လာခဲ့ပါတယ်။ရူဝက်ကတော့မြ мян သွားကြည့်ဖို့လုပ်ဝင်ပဲ0ကတော့သူ့ကိုတားလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတတဝါကတော့သူတို့ရှိကိုအစိမ့်ငွေထုတ်လွှတ်လိုက်ပါတယ်။အင်ယိုကတော့ချက်ချင်းပဲပန်ပါတစ်ခုကိုဖန်တီးလိုက်ပြီးအငွေတွေကိုအဝေးကိုမှုတ်ထုတ်လိုက်ပါတယ်။ ပြီးတော့အဲ့ဒီတရဝါကြိုက်တဲ့အပင်တပင်ကိုဖန်ပြီးပစ်လိုက်တော့အဲ့ဒီတရဝါလည်းအပင်နောက်ကိုလိုက်သွားပြီးနေရာကြီးထွက်သွားခဲ့ပါတယ်ဒီဖြစ်ပျက်တွေပြီးတော့အင်ယောကတော့ရူပတ်နဲ့ထိုင်ပြီးဒီတရဝါအလွန်အနေရှိပြီးအစိတ်ကကိုကြောက်ဆုံးဆိုတဲ့အရာကိုအမြင်မှားမှုတွေဖြစ်စေနိုင်တာကြောင့်နောက်ပိုင်းမှာဂယူဆတ်ရမယ်လို့ရှင်းပြလိုက်ပါတယ်ရူပတ်လည်းနားထောင်ပြီးကောင်းပါပြီမစိုးရိမ်ပါနဲ့လို့ပြောလိုက်ပါတယ်ဒါပေမဲ့မကြသေးခင်ကတော်ရင်မှာအရန်ဆိုးရွားတဲ့နီလန်းနဲ့တိတ်ဆုံးတဲ့တရဝါတွေစတင်ပေါ်ပေါက်လာတဲ့အကြောင်းပြောပြလိုက်ပါတယ် အေးဝါနဲ့ဒီစကားကိုကြားပြီးအံ့ဩသွားပါတယ်။တစ်ဖက်မှာတော့လူနှစ်ယောက်တွေ့လိုက်ရပါတယ်။သူတို့ကတော့ live stream ပြီးတတ္တဝါတွေနှိမ့်ဆက်နေကြတဲ့အကြောင်းလည်းသိလိုက်ရပါတယ်။သူတို့နှစ်ယောက်ကတော့ Robert ပြောတဲ့တတ္တဝါတွေတည်ဆောင်းလုပ်ခဲ့သူတွေပဲဖြစ်ပါတယ်။ပြီးတာနဲ့သူတို့နှစ်ယောက်ကလည်းနှိမ့်ဆက်ဖို့နောက်ထပ်တတ္တဝါတွေရှာဖွေရင်ဆောက်သွားနေတော့မှာပဲရုတ်တရက်အငှက်တိုက်ခုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်သူတို့ကလည်းချက်ချင်းပဲအနောက်ကိုသွားပြီးမီးရှို့ပစ်လိုက်ပါတယ်။အဲဒီချိန်မှာအင်ယိုနဲ့ Robert ကလည်းမီးလောက်မှုကိုမြင်လိုက်ရတော့ဘာဖြစ်လဲဆိုတာသွားကြည့်ဖို့အမြန်ပြန်လာခဲ့ကြပါတယ်။ရောက်ရောက်ချင်းသူတို့နောက်ကျသွားပြီဆိုတာသိရရပါတယ်။ ရူပခါကတော့တည်ဆုံးနေတဲ့ခက်ကလေးတွေမြင်လိုက်တော့ရောင်းဝမ်းနဲ့သွားခဲ့ပါတယ်။အင်းဝါလည်းဒီမိကတဘာဝမီမို့ပဲတစုံတရာတမင်တကာရှုခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဇီရိုကတော့အင်တာနက်မှာရှာကြည့်လိုက်တော့ဒီကိစ္စကိုလုပ်ခဲ့တဲ့လူနှစ်ယောက်အကြောင်းချက်လက်တွေတွေ့ရပါတယ်။သူကလည်းအင်းယိုပြောပြတော့အင်းဝါလည်းသူတို့ရှာခိုင်းလိုက်ပါတယ်။ဇီရိုကလည်းရှာပြီးခဏကြာပါပဲသူတို့ကိုတွေ့လိုက်ရပြီးတော့အင်ယူကိုအကြောင်းကြားလိုက်ပါတယ်။အင်ယူကလည်းရူဘတ်ကိုခေါ်ပြီးတော့သူတို့ရှီတန်းသွားခဲ့ပါတယ်။ သူတို့မြင်တာနဲ့ရူဘတ်ကလည်းမင်းတို့လားငါကလေးကိုတတ်ခဲ့တာလို့မြင်လိုက်ပါတယ်အဲ့ဒီလိုကလည်းဟုတ်တယ်ဘာဖြစ်လဲငါပဲတတ်တာမိရှိမှရောနောက်ထပ်တရိတ်ဆန်တကောင်ထပ်တက်ပြမယ်လို့ပြောပြီးမိချင်းနဲ့ပုတ်တင်ညိုတကောင်မိရှုပြလိုက်ပါတယ်ပုတ်တင်ညိုလေးမိလောက်နေတော့မြင်တော့ရူဘတ်လည်းစင်မထိန်နိုင်တော့ပဲသူ့ကိုပြေးအုပ်လိုက်ပြီးတော့ထိုးချိတ်ကတတ်တော့မဲ့ဆဲဆဲမှာပဲအင်ယိုကတော့တားလိုက်ပြီးတော့မင်းကိုယ်တိုင်ဒီလိုလူမျိုးဖြစ်မလာစေနဲ့ဘာပဲဖြစ်ဖြစ်မကြခင်တိုင်းရဲတွေကဒီလိုရောက်လာတော့မှာပါလို့ပြောလိုက်ပါတယ်အဲ့ဒီလိုကတော့မဖြစ်နိုင်တာမင်းလိန်နေရလို့ပြောလိုက်တော့အင်ယိုကလည်းငါမလိန်ဘူးလို့ပြောပြီးသူ့ကိုကြောက်တုံးမှချီနောင်ထားခဲ့ပြီးသူတို့နှစ်ယောက်ကလည်းထွက်သွားခဲ့ပါတယ် ဲ့ဒီနောက်မှာတော့အဲ့ဒီလူတွေကတယောက်ကတော့တိုင်းရဲတစ်ကောင်တွေ့လိုက်ရပြီးတော့နောက်တစ်ယောက်ကလည်းပထမတွေ့ခဲ့တဲ့မြန်မာစီတဲ့အစိရှိတဲ့တိုင်းရဲကိုဝန်ရခံနေရပါတယ်။ဒါပေမဲ့တေးစီနိုင်တဲ့အကောင်တော့မဟုတ်ပါဘူး။ပြီးတာနဲ့အီယွန်နဲ့ရူဘတ်တို့လည်းရဟန်းရှိတဲ့နေရာနှစ်ယောက်သားသွားပြီးတော့အီယွန်ကတော့ရူဘတ်ကိုနှုတ်ဆက်တာထောက်ခါတာခဲ့ပါတယ်။